မိတ်ဆွေတို့စဉ်းစားဘူးလားဆိုင်ကယ်အင်ဂျင်တွေရဲ့ဒိုင်းခွက်ထဲကနံပါတ်တွေဘာလို့ကားတွေထက်ပိုများနေရတာလဲဒီဗီဒီယိုမှာ အဖြေရှာကြည့်ရအောင်ဆိုင်ကယ်အင်ဂျင်တွေက ကားအင်ဂျင်တွေထက်သေးငယ်ပြီးပစ္စတင်ရွှေ့ရှားတဲ့အကွာအဝေးကလည်းတိုးပါတယ်ဒါကြောင့်အင်ဂျင်ကဖိအားသိမ့်မများပဲမြ мян လဲပတ်နိုင်ပါတယ် ကားအင်ဂျင်တွေမှာတော့ပစ္စတင်ရွေရှားတဲ့အကွာဝေးကပိုးရှည်တာကြောင့်အင်ဂျင်လေပတ်နှုံးကိုကန့်တတ်ထားပါတယ်။ဆိုင်ကယ်အင်ဂျင်တွေမှာကားတွေထက် ပိုပေါပါတဲ့ပစ္စတင်ချိတ်ဆက်လန်ဒန်နဲ့ crankshaft တွေသုံးထားပါတယ်။ပိုပါတဲ့အစိတ်ပိုင်းတွေက အနုရာကိုယော်နှဲစေပြီး အင်ဂျင်ကိုပျက်စီးနိုင်ချေနည်းနည်းနဲ့မြ мян လေပတ်နိုင်အောင်ကူညီပေးပါတယ်။စွမ်းဆောင်ရည်မြင့်ဆိုင်ကယ်အများစုမှာ overhead camshaft dock ဒီဇိုင်းကို အသုံးပြုထားပြီးစီလင်ဒါတစ်ခုမှာအဆိုးရှင်အများအပြားပါဝင်ပါတယ်။ဒီလိုဒီဇိုင်းကလေစီးဆင်းမှုကိုပိုကောင်းစေပြီးအင်ဂျင်လည်ပတ်နှုံမြင့်မားချိန်မှာစွမ်းဆောင်ရည်ကိုမြင့်တင်ပေးပါတယ်။ဆိုင်ကယ်တွေမှာအင်ဂျင်ပူချိန်ကိုထိန်းညှိပေးနိုင်ဖို့အတွက် ရေအေးပေးစနစ်နဲ့ချောစီစနစ်ကောင်းတွေကိုအသုံးပြုထားပါတယ်။ လေးပေးစနစ်သုံးထားတဲ့ဆိုင်ကယ်အင်ဂျင်တွေကိုလည်းအပူချိန်ထိညိနိုင်အောင်ဒီဇိုင်းထုတ်ထားပါတယ်။ဆိုင်ကယ်အင်ဂျင်တွေက ကားအင်ဂျင်တွေထက်ထွက်ကူအားနည်းတာကြောင့်ပါဝါရရှိဖို့အင်ဂျင်လေပတ်နှုန်းမြင့်မြင့်ထားဖို့လိုအပ်ပါတယ်။အင်ဂျင်လေပတ်နှုန်းမြင့်မားခြင်းကဆိုင်ကယ်ကိုဂီယာပြောင်းတဲ့အခါပါဝါပြည့်ရရှိစေပါတယ်။ဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် like share လုပ်ပေးပါနောက်ထပ်ဆိုင်ကယ်ဗဟုသုတတွေအတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့နော် နောက်ဗီဒီယိုမှာပြန်တွေ့မယ်